ဇလန်းဆောင်မှာတော့အမျိုးသမီးတယောက်ကိုချုံနောင်လာပြီးညီလာခံကိုဝင်ခိုင်းနေတာတွေ့ရမှာပါ။ချုံစုံကြီးရဲ့တမိုင်းမှာအစားတောင်းချမ်းပြီးနမဲဆိုးနဲ့ကြော်ကြတဲ့ပရင်ရုံးဤကုန်းကတော့ဖမ်းခေါ်လာတဲ့အမျိုးသမီးကိုမသေးချင်ရင်သူ့ကိုချက်ပြုတ်ကျွေးမရမယ်လို့ပြောကချွင်းချက်အနေနဲ့စမကောင်းနာဟင်းနေထက်နေမယ်ဆိုပေတံချက်ချင်းပေးမယ်လို့ပြောလိုက်ပါတယ်။နောက်နေ့ချိန်ရွယ်မိပေးနေတာကြောင့်မတက်တာပဲလက်ခံလိုက်ရတဲ့ဆိုပါမိန်းကလေးကတော့ three star အဆင့်စပုံမှုဖြစ်ဖို့စူးစမ်းနေသူပါ။တစ်ဖက်မှာတော့ဇမူးပြိုင်ပွဲတစ်ခုကိုမြင်တွေ့ရမှာဖြစ်ပြီးပြင်သစ်နိုင်ငံမှာကျင်းပနေတဲ့ဒီပြိုင်ပွဲမှာနိုင်ရသူက three ရှာစစ်စပိုဆံမှာစပိုမှုဖြစ်လောက်ကင်ရမှာပါ အဲ့ဒီအချိန်ယွန်းဂျီအောင်တယောက်ချက်ပြုတ်ရမဲ့တမင်ကင်းဟင်းတဲ့အတွက်မီးမွေးမရခဲ့တာကြောင့်ခိခိပုံစံနဲ့အတိုင်းကောက်ရုံးမီးမြဲအချောက်တိုက်ခင်လိုက်ပြီးစပယ်ရှယ်လက်ဆွဲပြတ်လိုက်တာကြောင့်ဂျီအောင်တယောက်အနိုင်ရသွားခဲ့ပါတယ်။နောက်တနေ့ကိုရီးယားကိုပြန်မဲ့ချိန်ပြည်သူမှမလာခင်ဂျိုဆုခိကတမိုင်းစာအုပ်တော့ကိုယူလာပေးဖို့မှာလိုက်ပါတယ်။ပြင်ပေါ်မှာတော့လေယာဉ်မှုတွေကဒီနေ့နေချက်မှမို့ထူးခြားမှုကိုကြည့်ရတာအလွန်ပဲကံကောင်းလာပါလေလို့ဆိုလိုက်ပါတယ်။ခဏကြာမှာတော့ဂျီအောင်တယောက်လေယာဉ်ပေါ်မှာကျွေးအစားတောက်တွေတဲကပမုံနဲ့ထောက်ဘက်ကိုတင်လိုက်ပြီးမင်းကိုကိုရီးယားရဲ့မပြင်းငရုတ်ဆက်ကိုဆန်းကစားမလို့လုံးနေ ေတော့နေချက်လာတာကြောင့်ဘေးနားကငနေသားကဓာတ်ပုံရိုင်းမလို့အသေးအံဖြစ်နေတာကြောင့်ကော်ပီခွက်ကိုတိုင်ပြီးကသမိုင်းစာအုပ်ကိုပေးကုန်ပါတယ်။ဂျီယောင်းတရားအသေးအံကဲမှန်ပြီးတန့်စင်ကန်းထဲမှာကော်ဖီဆုံးကိုရေနဲ့ဖြတ်ဖို့လုပ်နေတော့စာလေးကိုဆက်စုဖက်ကြည့်တဲ့အခါမန်ဂိုရိုးလို့ခေါ်တဲ့ဂျိုဆူဟင်းလေးအချက်ပြုတ်ဆောင်းနီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ ်နောက်ဆုံးဆာမျက်နှာမှာတော့ဒီစာကိုဖတ်နေတဲ့အချိန်မင်းငါအနောက်ကိုပြန်လာခဲ့ပါလို့ရေးထားတာကိုတွေ့သားခဲ့ပြီးနေချက်အချိန်နဲ့တက်ထက်တဲ့ကြကစာအုပ်ထဲကအလန်းနဲ့နေထွက်လာခဲ့ပြီးအချိန်ခရီးသွားကတအုပ်တစ်ခုတည်းကဘရင်မဲလိုက်နေတဲ့ပိုက်ကွန်တစ်ခုတည်းကိုရောက်သွားခဲ့ပါတယ်အဲ့အချိန်မှာတော့ဘရင်ကသမင်တကောင်ကိုမဲလိုက်နေပြီးမြားနဲ့ပြစ်မလို့ချိန်နေတော့အတွေ့ထဲမှာတော့အမေကိုနန်းချတပ်ပစ်ခဲ့တဲ့ပုံရိပ်တွေမြင်အောင်လာပြီးနာကြီးပစ်ချက်နဲ့သမင်ကိုတစ်ချက်တည်းမိသွားခဲ့ပါတယ် အမိသွားတဲ့တမင်ကိုတော့နန်းတော်လေးကစပိုဆောင်ကိုပို့လိုက်မို့မှားလိုက်ပြီသူကတော့နောက်ထပ်အမဲထပ်လိုက်ဖို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့နေ့တိုင်းဒီအချိန်လုံနေကြနတ်ပူဇော်ပွဲကိုဘရင်တက်ရောက်ခြင်းမရှိရာကြောင့်မိဖုရားကောင်ကြီးကစိတ်ပြတ်ထိတ်ကန့်နေပြီးမိဖုရားတွေကလည်းတယောက်တစ်ပေါက်ဖြစ်နေကြပါတယ်အဲ့ဒီအချိန်မင်းကြီးရဲ့ကိုရင်တော်ကတော့ဒီပွဲကိုမတက်ရောက်ရင်ခွေညောလို့ခေါ်တဲ့နတ်ဆူရောက်လာမယ်လို့ပြောလိုက်ပေမဲ့အယုံကြည်မရှိချောင်းပြောကအမဲလိုက်ထွက်ဖို့တက်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်တစ်ဖက်မှာလည်းဂျီယောင်းတစ်ယောက်ကသတိရလာပြီး အောင်ဆက်ဖို့လုပ်ပေမဲ့လမ်းကလည်းမမိကဲဖို့អော်လဲလူမရှိလို့ဗျာများနေရတဲ့ချိန်မြေခွေးတကောင်နောက်ကိုလိုက်ရင်ပိုက်ကွန်ထဲမှာမိနေတဲ့ဂျီယောင်းနောက်ရောက်လာပြီးမြားပစ်ချက်ကြောင့်ချိုးကပြစ်ချက်သွားခဲ့ပါတယ်ဂျီယောင်းလည်းဝမ်းသာအားရဖြစ်သွားပြီးကိုကြီးကလူမျိုးလားဘာညာဆမာကလာမိတ်ဆက်လိုက်ပေမဲ့မင်းကြီးအထွတ်တော်ဝဆားစင်ရင်ပုံကထူးဆန်းနေတာကြောင့်မြားနေပြဖို့လုပ်နေတာကြောင့်တပိခဲ့ရပါတယ်နောက်ဆုံးကြောက်ကံပမှာတော့ရုပ်ရှင်ရိုက်နေတဲ့တင်နေတဲ့ဂျီအောင်နဲ့နှက်ပွဲပူစော်မုံမလို့လို့နှက်ဆိုးတယောက်လာတဲ့တင်နေတဲ့နှစ်ယောက်ကြားကပြဿနာတွေကကြီးမားလာခဲ့ပါတယ် ။နောက်ဆုံးမှာတော့ကြံနေတဲ့မြားတစ်ချောင်းနဲ့ဂျီအောင်ရဲ့အိတ်ကိုပြစ်လိုက်တာကြောင့်လွတ်ထွက်သွားပေမဲ့လက်ပြစ်စရာများမရှိတော့ကြောင်းမင်းပေါ်ကဆင်လာကမင်းမြန်နေတော့တောထဲကတပုံကမင်းကြီးကိုမြားနဲ့ပြစ်လိုက်တာကြောင့်တယောက်သားအတူတူအချောက်ကံမကနေရေထဲကိုချသွားခဲ့ပါတယ်။တရီရလာချင်းမြားဆိုင်နေတဲ့တံရကိုဗဇလင်းနဲ့သွေးတက်အောင်လှုပ်ပေးပေမဲ့သူ့ကိုတပ်ဖို့လုံးနေတယ်လို့ထင်နေတဲ့မင်းကြီးနဲ့တပွဲတဆွဲရမယ်။အဆုံးမှာတော့ဂျီအောင်ရဲ့တံမဏိကိုတိုက်ချက်နဲ့မင်းကြီးတရီလစ်သွားခဲ့ပါတယ်။ တတိလက်နေတဲ့မင်းကြီးကိုချိုးချီထားလိုက်ပြီးတတိယချိန်မှာပဇမ်မန်ပိတ်ထားရင်ဒီနေရာမှာပစ်ထားခဲ့လိုက်မယ်လို့ပြောလိုက်တော့မင်းကြီးတယောက်အာမတန်လိုမှလျှော့လိုက်ရပါတယ်။တစ်ဖက်မှာတော့မင်းကြီးရဲ့ချင်းကတော့ကမင်းကြီးပြတ်မလာသေးတာကြောင့် သူ့ကိုကျင်းရတော်ပြည့်အောင်လုပ်ပေးထားတဲ့မင်းမင်းသားကြီးရဲ့လက်ချက်လို့တင်လိုက်ပါတယ်တကယ်တော့ကျင်းရတော်မပြည့်ခင်ကထောင်ချနေတဲ့အပြုတ်မျိုးခဲ့ပြီးကျင်းရတော်ပြည့်အောင်လုပ်ကသူ့လူလှုပ်ထားတာပါတစ်ဖက်မှာတော့ယူချင်းအောင်ဆောင်နေတဲ့ဦးရတော်မှာအချိန်မကျသေးပဲမင်းကြီးကိုရှင်းပြတဲ့သူကိုအရှင်ထမမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်ညာဘက်ရောက်လာပြီဖြစ်တဲ့ဂျီယွန်ဟာမင်းကြီးကိုဘင်းယူလို့တင်နေတာကြောင့်မင်းကြီးကဘင်းကန်ဝဲတွေကိုကင်ချိခိုင်းခဲ့ပေမဲ့ဒီအင်ဂျီတွေကိုနိုင်နဲ့ငားလို့ရကြအောင်ပြောလိုက်ပါတယ်ဂျင်းခုန်နေရင်အိမ်နေတွေ့တာကြောင့်ဝင်လိုက်ပြီးဂျီယွန်လည်းအဲ့ဒီအိမ်ထဲကအဝတ်တွေကိုယူပစ်လိုက်ပါတယ်ခဏ ကြာအိမ်ထဲမှာပုံနေတဲ့ခီချုံးဆိုတဲ့မိန်းကလေးနဲ့စကားများနေရင်ခီချုံးပိုက်တဲကနေတကူကြီးអော်နေတာကြောင့်ဟင်းချွတ်ကြည့်မယ်အဲ့ဒီအစားသူ့ကိုချောက်ကမ်းပါမှာအိတ်သွက်ရှာဖို့လိုက်ခဲ့ပေးဖို့ပြောလိုက်ပါတယ်ထို့နောက်ဂျီအောင်လည်းရှိရဲ့ပစ္စည်းလေးနဲ့ရှိတလို့ချက်ပြုတ်ကသူတင်းထားတဲ့ငေးဥစီအဆက်ဘူးလေးနဲ့ထမင်းတော့အတင်းလှုပ်ကြည့်လိုက်ပါတယ်အဲ့နေရာကနိုးလာတဲ့မင်းကြီးကိုလည်းတစုံလောက်ကျူလိုက်တော့မျက်စိထဲမှာမိတော့တွေထွက်ကခီချွန်းလည်းဆက်ကောင်းလေးကိုဆက်ဆာနေခဲ့ပါတယ် ဂျီအောင်လည်းမင်းကြီးကိုနောက်တသွန်းတက်ကြွတဲ့အချိန်သူငယ်ကမိခင်ချက်ကြွရာကိုမြင်အောင်လာကမျက်ရည်တွေချလာပေမဲ့ဂျီအောင်ကတော့ဆက်လို့ကြနေတယ်ထင်ခဲ့ပါတယ်။အနာအကြာမင်းကြီးကိုထားခဲ့ပြီးစေကျော်တန့်စင်မှုရေဆက်ကိုထွက်လာတဲ့အချိန်မင်းကြီးရဲ့ကိုရန်တော်တွေကမင်းကြီးကိုလာပြန်ခဲ့ခဲ့ပြီးမင်းကြီးကတော့ဂျီအောင်တို့နှစ်ယောက်ကိုတွေ့အောင်ရှာဖို့မှာကအိမ်လေးကိုမိရှုပြစီလာပြီးတော့အပီဆိုဒ်2မှာဆက်တွေ့ကြပါမယ်။